Special Spin Entertainment ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။တန်ထထိုးရဲ့ Welcome to the Gallery အစီအစဉ်လေးကနေပြီးတော့လည်းပြန်လည်တစ်ခေါက်ဖိတ်ခေါ်လိုက်ပါရယ်ရှင်။တန်ထအခုရောက်ရှိနေတဲ့နေရာကတော့နံပါတ်159လမ်းအပေါ်ဘလောက်ဘူတထောင်မြို့နယ်မှာရှိတဲ့ Coffee Color Art Gallery ကိုရောက်ရှိနေရပဲဖြစ်ပါရယ်ရှင်။ဒီပြောင်းခန်းလေးမှာဆိုလို့ရှိရင်တော့ဆရာအောင်ရှန်ဝိုင်းကျန်မြောရဲ့ဒီ Second Solo Show ပကြီပြပွဲလေးကိုရောက်ရှိနေရပဲဖြစ်ပါရယ်ရှင်။ဆရာရဲ့ပကြီကားတွေကိုလိုက်ပြီးတော့လေ့လာကြည့်ရှုရအောင်ရှင်။ ဆရာအောင်ရှန်ဝိုင်းကြိုက်မျိုးကတော့အရင်တုန်းကစာနယ်ဇင်းလောကကိုနှစ်ပေါင်းများစွာဖြတ်တန်းလာပြီးတော့ဗောနော်အခုတခါမှလည်းပကြီအမှုပညာလက်ရာတွေကိုခြပြဖို့အတွက်ပြိသက်ကြီးရှေ့ကို နောက်ထပ်တခါပကြီအမှုပညာလက်ရာတွေနဲ့ထပ်ပြီးတော့ရောက်ရှိလာမယ်ဖြစ်ပါရဲ့ရှင်နာမည်ကတော့စာရေးဆရာနာမည်ပေါ့အောင်ရှန်ဝိုင်းကြိုင်မြော်ပေါ့အဓိကတော့ကိုဗစ်တွေ စတဲ့အချိန်ကျတော့ဒါပွင့်လင်းမဲ့အားလုံးစာနေစဉ်လုပ်ငန်းတွေရပ်ကုန်ကြတာပေါ့နော်စာနေစဉ်လုပ်ငန်းတွေရတာလင်းငန်းတွေရှိပေါ့အဲတော့အများရန်ကြီးပဲအလုံးမရှိရင်တော့စာဖတ်စာရေးပဲရှိတာပဲလေစာဖတ်စာရေးပဲရှိတော့စာရေးဘုရားလည်းကွင်းနေရရှိတော့တင်းစာတွေဂျာနယ်ရအကုန်လုံးရပ်ကုန်ကြပြီဆိုတော့အဲဒီ2022မှာကိုငငယ်တွေကအခြေခံရှိရတဲ့ပကြီလေးကိုစာရေးမယ်ဆိုတော့ တရားပကြီးနေထဲမှာနာမည်ကြီးနဲ့ပကြီးလာထွန်းအောင်လို့ပကြီးအွန်လိုင်းမောင်းလို့ကစေးရီစုတ်တန်နေပေးတယ်ကြီးကြီးပါကင်ဘတ်စီပြီးတော့လာကြီးကြီးရင်းနဲ့2022တနှစ်လုံးအကြီးကျင်တာပေါ့အဲနဲ့2023မှာလေရင်းရင်းနဲ့ဒီလောကတွေရောက်လာပကြီးကားကျွန်တော်က40နောက်တစ်ခါတလောက ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတပွဲပြတာလေလေကိုကိုကြီးရဲ့လူရနေရာပါညာကိုလုံးစပွန်ဆာပေးမယ်ထပ်ပြပေးပါဆိုတော့သူတို့ကိုကြီးတောင်းလို့ပြလိုက်တော့40လောက်ပဲရှိတော့ကားထဲမှာဆိုရင်မန္တလေးကပကြီးဆရာကြီးဦးနေဆန်းရဲ့ကား10ကားထပ်ဖြည့်ပေးတယ်ပေါ့ဟိုပဲချမ်းတော့အဲသူရဲ့10ကားလို့50လောက်ရှိရပေါ့ GO ကိုရဲ့ကာလမှာတော့ပွင့်လင်းပြီးစိတ်ကိုကိုယုံကြည်မှုရှိဖို့ပဲလိုပါတယ် ပကြီလာထောင်းအောင်အောင်ကိုကင်မဆာတွေဒီလိုပိတ်ဆာတွေကိုဂိုက်ကြီးနဲ့ဂိုက်အရှိကိုညှက်ပေးတယ်ဥမာအလေးလိုက်ရှိယူသွားတယ်၄၅ဂိုက်ဖြတ်ပေးလိုက်နောက်ကိုကအိမ်ရောက်တော့အပိုင်းသေးလေးတွေကိုရေးတော့နိုင်ရေးနိုင်တော့လေးတွေဖြတ်ပြီးတော့ရေးတယ်အဓိကကဘာလဲဆိုတော့ဒီစုတ်တန်တဲ့စီးနေကိုရေမကင်ဘူးဒါမှန်တိုင်းပြောတာဘိုးတော်ကဆရာကြီးအကြောင်းနေမှာတင်တဲ့ဟိုခက်က ဲကိုခဲပကြီးခဲပုံလူပကြီးရေးရတာအဲ့တော့စုတ်တန်တဲ့စီကိုအဲအရေးကျင့်တာပေါ့နော်ပုံလေးကြီးနိုင်ငံပုံလေးကြီးပြီးတော့စုတ်တန်တဲ့ဆေးထူပါရေနေများဝါလာနေဝါလာအဲ့လိုလေ့ကျင့်နေကျင့်နေရေကစားမှာတော့အချိန်စားသိမသိဘူးပေါ့နော်အဲ့ဒါတော့ခက်ခဲဖြစ်ပါတယ်အဲ့ဒီဟိုစာပေါ်တော့ပုံစံအရောင်တော့မရှိပါဘူး ကိုလည်းပွင့်နေမျိုးရရောင်နေအကုန်လုံးကြိုက်တာအမလူပုံတွေဟိုရှေ့မှာလူပုံတွေ portrait တွေအစွဲများရင်တော့အသားရောင်ပဲအသုံးများတာပေါ့နော်အညိုရောင်အဖြူရောင်အနဲ့ရောင်ဒီသုံးရောင်အခြေခံပြီးဆွဲကြတာအဓိကတော့ကိုကတော့ကြိုက်တယ်အနီတို့ပိုင်းရောင်တို့ကြိုက်တယ်အဲ့လိုအနီတွေပိုင်းရောင်တွေလည်းဒါပေမဲ့သိမပါမပြတချို့ကြတော့ဟုတ်တယ် ်အနီတိုင်းအရန်အသုံးများတယ်ဟာအနီဓာတ်ကျင့်နေပါကိုလည်းကြိုက်ရသူသူကျွမ်းကျင်ရပါတော့လိန်မာရကျွမ်းကျင်ရတချို့ဆိုနီယောင်လေးရေးရတောင်းတာဆွဲထားတာဓာတ်ကျင့်လို့ခေါ်တော့ဓာတ်ကျင့်တဲ့ပကြီးလေးကောင်းတယ်ကိုကတော့အရောင်တော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဟိုစပေါ့တရစီကြီးတော့မဆွဲထားဘူးပေါ့နော်ဆွဲဆွဲနေကိုတုံးမဲ့ကိုရေးမဲ့ပကြီးရဲ့ နှုတ်ခမ်းနဲ့လိုက်ဖက်တဲ့အယောင်လေးတွေကိုပဲသုံးတယ်ပေါ့နော်အဲ့တော့အယောင်သေးတော့မရှိပါဘူးဆွဲဆွဲလန်းလန်းအဲ့တော့လိုင်းကူးကျင်တယ်ဆိုရယ်ဆိုရယ်ပရမဆုံးဆုံးဖြတ်မှာငါလိုင်းလေးကိုယူရေးပေါ့ယူပြီးတော့ငါလုံနိုင်မလားမဖြစ်ဖြစ်အောင်လုံမလားဆိုပြီးတော့ယူယူပြီးတော့အဲ့ဒါကိုတဲပေါ့ဖြစ်အောင်လေလုံရင်ဖြစ်ပါတယ် ဆရာရဲ့ပြပွဲလေးမှာတော့မကြီကားပေါင်း90ကိုပါဝင်ပြသထားတာလည်းဖြစ်ပါတယ်ရှင်ဒီ second solo show လေးကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်